ကဘာပေါ်မှာလူတွေနဲ့တက်ရှိတက်တော်တွေဟာကဘာဥစားတွေကတဘာဝပတ်ဝန်းကျင်တစ်ခုထဲမှာအပြက်အလှန်အမိတဲဟဲပြူနေထိုင်လာခဲ့ကြတာပါတလေးဆန်တွေအားလုံးထဲမှာလူတွေနဲ့နှီးဆက်ပြီးရင်ပါအောင်လေ့ကျင့်နိုင်ကအကျိုးရှိအောင်အသုံးချနိုင်တဲ့တက်တော်အနေငယ်ထဲမှာစင်တွေနဲ့ပါဝင်ပါတယ်

တစ်ချိန်ကနိုင်ငံရဲ့ဧရိယာ၃ပုံ၂ပုံလောက်အထိတစ်တောကြီးတွေဖုံးလွှမ်းနေခဲ့တာကြောင့်သဘာဝအလျောက်တောထဲမှာကျက်စားနေထိုင်တဲ့တောဆင်ရိုင်းအုပ်တွေနဲ့အများအပြားရှိခဲ့ကြမှာပါပဲ။အခုအခါမှာတော့ တစ်တောဖုံးလွှမ်းမှုဧရိယာတွေတဖြည်းဖြည်းရောကြလာပြီးလွန်ခဲ့တဲ့ဆယ်စုနှစ်၅ခုလောက်အတွင်းမှာတော့တစ်တောပြုံးတိမှုနှုံးဟာကြောက်ခမန်းလိလိတိုးတက်လာခဲ့ပါတယ်တောတွေပြုံးတိလာတာနဲ့အတူလူတွေရဲ့လေယာမြေချဲ့ထွင်ခြင်းတွေကလည်းတောစင်ရိုင်းတွေရဲ့ဇက်ကျက်တွေကိုပျောက်ဆုံးကုန်စေပါတယ်။ဆင်တွေအတွက်တဘာဝတစ်တောတွေမှာလုံလောက်အောင်အစာရှာလို့မရနိုင်တော့တဲ့အခါလူတွေနေထိုင်ရာတောဆက်တွေအထိ စင်ပြီးအစာရှာကြရင်းနဲ့လူနဲ့စင်ထိတ်တိုက်တွေ့မှုတွေလူတွေစိုက်ပျိုးထားတဲ့သီးနှံခင်းတွေကိုဝင်ရောက်ဖျက်ဆီးမှုတွေ အဖြစ်များလာခဲ့ရတာပါပြီးခဲ့တဲ့ဩဂုတ်လအတွင်းကတော့ညာဦးမြို့နယ်နတ်ပလင်ကျေးရွာအနီးတဝင်းတောင်နဲ့အဆက်ဒေသအခေါ်ဘူးခင်းတောင်ဘက်ကို စင်6ကောင်ပါတဲ့တောစင်ရိုင်းအုပ်မျက်စိလဲပြီးရောက်ရှိလာခဲ့ပါသေးတယ်တက်လာပြီတောင်ထဲလူတက်လာပြီကွာဒုက္ခပြေးပြီကဲအာအဲ့ဘက်က ဟိုဘာနဲ့ဟိုဘာနဲ့ဟိုဘာနဲ့ဟာအဲ့ဒီတော့ဆင်ရိုက်အုပ်ကိုဒေတာခန်တွေလိုက်လံကြည့်ရှုကြရင် ဖုံးနဲ့ဓပုံရိုက်စင်မှာဆင်ကပြန်လေရံမှုခဲ့တာကြောင့်လူတအူးသေဆုံးခဲ့ရပြီးတအူးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်အဲ့ဒီလိုလိုချင်ကောင်းလားချာချင်ကောင်းဘူးလိုဘူးလဲငါငါတာပြီးမှာဝါဝါနဲ့ဟဲ့ပြောက်ကကင်းဖွဲ့ပြီးကြည့်ပြောက်ကကင်းဖွဲ့ပြီးကြည့်ဟဲ့ပြောက်ကကင်းဖွဲ့ပြီးကြည့်နောက်ကပြန်လာမယ် ်ဟုတ်ရှိတော့ပါပါဘာလို့မဆုံးလာဘူးလဲမဆုံးလားဟဲ့ဟဲ့လူရဲကဒီနေ့တော့မြောက်ခန့်ဘူးဘယ်လိုဘွားပြောက်ခွဲရောဘာမဆုံးနေလဲဆရာကဟောပြီးဟောပြီးဟောပြီးဒါဖုန်းကိုလက်ဆက်လက်ကိုတို့ခေါ်ရဲပြောရတာငါတို့သက်ဆိုင်ရာတစ်တော်ဦးစီးဌာနကတစ်ထုတ်စင်၃កောင်ပါဝင်တဲ့စင်ဖန်းစီရေးအဖွဲ့နဲ့ရွာဒီနဲ့ဝေးရာကိုလိုက်လံမောင်းထုတ်ခဲ့ရပြီး စင်ရိုင်းအုပ်ထဲက6လအရွယ်စင်လေးတကောင်ကို ဖန်းစီခဲ့ပါတယ်။ ဒီစင်းလေးဟာအေးအေးပြောပြရင်အမေနဲ့ခွဲပြီးခြံနဲ့စင်ပါအားရရလာလုံးတဲ့တွေ့ကြုံရဖြစ်နေမှာပုံစံကြည့်ရတဲ့ဒီစင်းဟာဘကူယူမတောင်တန်းဘက်ကနေတော့အတို့ဒီကအားကြီးမယ်ထွက်ပြေးလျှောက်လာတဲ့စင်းအုပ်စီထဲမှာကပ်ပါလာတဲ့စင်ဖြစ်နေပါလေဟိုတကူတကာမောခွဲရှေ့ကိုရောက်သွားတဲ့စင်းပါလာရင်ငါတော်ရဲ့မိသားစုစင်တကောင်မှာဖြစ်နေတယ်အခြားစင်းအုပ်စုမှာစင်း ပြမြောက်ထက်ကြီးကျမအဖို့ဖြစ်ကပ်ပါလားဟုတ်စင်တော်ဖြစ်ပါလားမမွေတော့နေကောင်းစီကိုကျွန်တော်တို့က28ရက်7လ2015ရင်းမိမနေ့7နာရီ16မိနစ်ချိန်မှာအန်ဒီရဲ့အကျဉ်းဆုံးညီပြန့်နေရာရောက်တဲ့ကမှာအေးပါအေးပါဒီနေ့ဖြစ်ခဲ့ မြန်မာနိုင်ငံရဲ့တစ်တော်ပြုံနေမှုဟာတိုးစင်ရိုင်းတွေအတွက်ချိန်ချောင်းမှုတစ်ခုဖြစ်လာနေပြီးနောက်ထပ်အနေရတစ်ခုကတော့ဈေးကောင်းရတဲ့ဆင်ဆွေရလိုမှုနဲ့ဖန်စီတက်ဖြတ်ခြင်းခံနေရတာပါပဲ။2010ကနေ 2014အထိစည်ရင်းတွေအားဆိုရင်၄နှစ်တာကာလအတွင်းမှာဖန်စီတက်ဖြတ်ခံရလို့တောစင်ရိုင်း26កောင်တည်ဆုံခဲ့ရပါတယ်။ဒါအပြင်ယောဂဗေယနဲ့သဘာဝကြောင့်တည်ဆုံရတဲ့အကောင်ရေကနေ၄နှစ်အတွင်းမှာ48កောင်ရှိခဲ့ပါတယ်။မြန်မာနိုင်ငံထဲမှာဆိုရင်တောစင်ရိုင်းတွေဟာကချင်ပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းရှမ်းရိုးမမြောက်ပိုင်းနဲ့တောင်ပိုင်း ချင်းရွင့်မြေအထက်ပိုင်းနဲ့တောင်ပိုင်းစကိုင်းတိုင်းရခိုင်ရိုးမနဲ့မေယူတောင်နဲ့ကယားနဲ့ကရင်ပြည်နယ်ဆက်ဆက်ဒေသကရင်ပြည်နယ်တန်တွင်အရှိချမ်းမွန်းပဲခူးရိုးမအလဲပိုင်းနဲ့အောက်ပိုင်းတနင်္လာရီတိုင်းနဲ့ရန်ကုန်တိုင်းအတွင်းကတိုက်ကြီးမော်ပြီးလှေကူစတဲ့မြို့နယ်တွေမှာကြံရှိကြက်စားနေတယ်လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တစ်တော်ရေးရဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် မြန်မာနိုင်ငံမှာနေတခြားအာရှနိုင်ငံများမှာလိုပဲအာရှဆင်မျိုးစိတ်တမျိုးသာနေထိုင်ချက်စားပါတယ်။ကဘာမှာတော့အာရှဆင်အကောင်ရေဟာ တဖြည်းဖြည်းယော့နေလာပြီးတကယ်ပါလုံးမှာ ကောင်ရေနှစ်သိန်းလောက်ပဲကျန်ရှိနိုင်ပြီးတောတောင်ထဲမှာနေထိုင်ချက်စားတဲ့အကောင်ရေကတော့3000ခွဲကနေ4000ကျားမှာရှိနိုင်တယ်လို့ကမ္ဘာတော်ရင်တရိတ်ဆန်ရန်ပုံငွေအဖွဲ့ကြီးကခန့်မှန်းထားပါတယ်။မြန်မာနိုင်ငံမှာတော့ 2010ကနေ2013ခုနှစ်အတွင်းကောက်ယူခဲ့တဲ့စည်ရင်းတွေအရတောဆင်ရိုင်းအကောင်ကြီး9000ကျော်ကျန်နိုင်သေးတယ်လို့ခန့်မှန်းခဲ့ကြပေမဲ့လက်ရှိကာလမှာတော့3000လောက်တာကျန်တော့မယ်လို့ပြန်လည်ပြီးခန့်မှန်းထားကြပါသည်။အဲ့ဒီလိုမြန်မာနိုင်ငံအတွင်းကတောဆင်ရိုင်းတွေရဲ့အခြေအနေဟာအမတန်စိုးရိမ်စရာရှိနေစေမှာပဲသတင်းကောင်းတစ်ခုတော့ပေါ်ထွက်လာခဲ့ပါသေး။ အဲ့ဒါကတော့ကဗတ်အကြီးဆုံးစင်ထိန်သိရေးဘေးမဲ့တော်ကိုဘကိုးရိုးမအတွင်းမှာတည်ထောင်သွားဖို့အပြည့်ပြည့်ဆိုင်ရာတော်တွင်တရိတ်ဆန်ဆောက်ရှောက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ဩစတြီးယားနိုင်ငံအခြေစိုက် Four Point International ရဲ့အဖွဲ့ကကန့်လန့်လာတာဖြစ်ပါတယ်။ဘကိုးယုံမအပေါ်မှာမြောက်စာမရီကြီးအဲဘေးမဲ့တော်ဆိုတာရှိပါတယ်။အဲ့နေရာကိုကျွန်တော်တို့စင်းတော်ဝါနေနဲ့အဲဒီတခြားတရိတ်ဆန်တွေအတွက်ဘေးမဲ့တော်အနေနဲ့ထိမ့်သိမ့်ပေးဖို့စိတ်ဝင်စားနေပါတယ်။ ကျွန်တော်တို့ ਨੇ လက်တွဲလုပ်နေတဲ့ Four Boss International ဆိုတာကဘာပေါ်မှာ၉ခုပေါ့လေဒီပေးမဲ့တော်တွေကိုထိမ့်သိမ့်နေတဲ့အဖွဲ့ဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာလည်းဆောင်ရွက်နေတာရှိပါတယ်။တောင်အာဖရိကတို့အာဖရိကနိုင်ငံတွေမှာလည်းလုပ်တယ်။ဥရောပနိုင်ငံတွေမှာလည်းလုပ်ပါတယ်။အဲ့ဒီကမ်းလှမ်းချက်ကို အကောင့်ထဲပေါ်နိုင်ဖို့အခုအခါပြည်တွင်းပြည်ပသက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီးလေလာဆန့်စစ်မှုတွေစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ Football International ရဲ့အဖွဲ့ကကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းအခြေဆိုင် NGO တစ်ခုဖြစ်တဲ့မင်္ဂလာမြန်မာတို့ ပူးပေါင်းပြီးဘေးမဲ့တော်ထူထောင်ဖို့ပနာမရွေးချယ်ထားတဲ့ပဲခူးယုံမှအတွင်းရှိ ခပောင်းတစ်တော်ကျွိုင်းအနီးပတ်ဝန်းကျင်ကို ဝေဟင်မှသွားရောက်လေ့လာခဲ့ကြပါတယ်။ ဲ့ဒီဘေးမဲ့တော့ကိုပကိုးရုံးမအတွင်းရှိ ခပောင်းတစ်တော်ကျွိုင်းအနီးပတ်ဝန်းကျင်မှာအေက2000နီးပါးနေရာယူပြီးတီထောင်သွားဖို့ရည်မှန်းထားပေမဲ့4 point international အဖွဲ့အနေနဲ့အေကသိမ့်ချပြီးအကောင့်ထည့်ဖို့ဆောင်ရွက်ပေးဖို့ဆန္ဒရှိတာကြောင့်လိုအပ်တဲ့လေးလာမှုတွေဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ် My name is Amir Khalil I'm a team member of 4 point international to the me and the team and me we are flying about in Bago division to look about possibility to realize a world class sanctuary for elephant here in Myanmar. Four Point International အဖွဲ့ဟာကမ္ဘာရဲ့ရက်မှာတစ်တောတွေပြုံးလည်လာတာမို့တောရဲ့ဒရိစံတွေနေထိုင်ကျဆားရာ စကြက်မြင်နေရရှားပါလာပြီးလူတွေနေထိုင်ရာ အရက်ဒေသတွေစီကို မျက်စိလဲလမ်းမရောက်ရှိလာတာ မလိုလားအပ်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားလာခြင်းကိုတားဆီးကာကွယ်ဖို့နဲ့ရှားပါတရိတ်ဆန်တွေမျိုးတုံးပြောက်ွယ်ခြင်းမှာကာကွယ်ဆောက်ရှောက်ဖို့ရည်ရွယ်ချက်တွေနဲ့ကမ္ဘာတဝန်းမှာဘေးမဲ့တော်တွေကူညီဖော်ဆောင်ပေးနေတဲ့နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဒီဘေးမဲ့တော်တွေအစင်းမြင့်မြင့်ဆောင်ရွက်ပေးဖို့အတွက်စိတ်ဝင်စားနေတာရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီရဲနယ်ရေကာဒါနာမှာရှိတဲ့မြောက်ဇာမရီတတော်ကျိုးဝိုင်းကိုကျွန်တော်တို့သွားကြည့်ပါတယ်။ အခုအဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီရန်ကုန်နားကတနင်္လာကိုလည်းကျွန်တော်တို့ကြည့်ဖို့ရှိပါတယ်အားလုံးပေါင်းဆက်ပြီးတော့ဆောင်ရွက်ပေးဖို့ကျွန်တော်တို့စီစဉ်နေပါတယ်ခင်ဗျာအဲ့ဒီဆင်ထင်းသိရေးပေးမဲ့တော့မှာဆင်တွေသာမကတခြားတော်ရင်တလိဆန်တွေနဲ့ကြေးငှက်မျိုးစုံကိုနဲ့ဘေးမဲ့ပေးကထိမ့်သိမ့်ဆောက်ရှောက်ဖို့ရည်မှန်းထားတယ်လို့လည်းသိရပါတယ် As I said we we would like to create a sanctuary It's, we should looking for a species appropriate place for elephant, especially for elephant which are in captivity or elephant who are coming and retired from the logging elephant. So this we would like to create them a home and to create ecotourism place, a world class ecotourism where people can come and we can by this way develop in the rural area, create jobs and protect the nature and the reservoir and also the tourists can enjoy Myanmar, the golden land. အခုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့ပြင်ဆင်နေတဲ့စင်ထိန်သိမ်းရေးဘေးမဲ့တော်ကိုတီထောင်နိုင်မယ်ဆိုရင်တော့မြမတစ်တော်တွေကဆင်နဲ့တခြားတော်ရန်တရိတ်ဆန်တွေမျိုးတုံးမဲ့အနေရကကာကွယ်နိုင်ုံသားမကပဲတဘာဝအခြေခံခီးသွွားလုပ်ငန်းကိုနဲ့တဆက်တဆက်ထဲတိုးချဲ့လုပ်ကင်နိုင်ကြမှာဖြစ်ပါတယ်ဟိုတစ်ဆွဲတာအနေပြီးတော့ပါအနာယူတော့မဲ့ဆင်တွေအတွက်ကျွန်တော်တို့ပြန်လဲထူထောင်ရေးစခန်းတွေဆောင်ရွက်ပေးပါမယ်ဆင် ကုသရေးဆေးရုံနဲ့ mobile clinic ပေါ့လေလှည့်လည်ကုသတဲ့အဲဒီဆေးကုသရေးအဖွဲ့တွေကိုကျွန်တော်တို့လုပ်ပေးမယ်ပြီးတော့ဒီကလေးစင်ကလေးငယ်တွေကိုလည်းကျွန်တော်တို့ပြုစုစောင့်ရှောက်ပေးမယ်ဒါမှမဟုတ်ရင်နာမကျန်းဖြစ်နေတဲ့စင်တွေဒါမှမဟုတ်လို့ရှိရင်ထိခိုက်ဒဏ်ရာရထားတဲ့စင်တွေကိုလည်းကျွန်တော်တို့ကုသပေးမယ်အဲ့လိုသဘာဝအတိုင်းနေတာကိုကြည့်ပြီးတော့ဒီသဘာဝအခြေခံအဲခရီးသွားလုပ်ငန်း eco tourism လုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့က အဲဆောင်ရွက်ပေးဖို့ရှိပါတယ်အဲ့လိုလှုပ်ပေးလို့ရှိရင်တော့နှစ်ပေါင်းများစွာကျွန်တော်တို့ရေရှည်တည်တတ်တဲ့ဒီတဘာဝပေးမဲ့တော်ကြီးဖြစ်လာမယ်လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ခင်ဗျာဒါအပြင်ရိုးရဒလိထုံးလန်းစင်နာတွေထဲမှာအလေးအမြတ်ပြုနေရာပေးထားခံရတဲ့စင်တွေကိုလည်းတဘာဝအတိုင်းဘေးမဲ့ပြီးစောက်ရှောက်နိုင်မှာဖြစ်တာကြောင့်ဒီဘေးမဲ့တော်ကြီးဟာမြန်မာနိုင်ငံရဲ့ထင်ရှားတဲ့အမှတ်လက္ခဏာတစ်ခုဖြစ်လာမှာအေကန်ဖြစ်ပါတော့ရှင်